သက်ကိုညောင်ဆောက်သလိုပါနာမှုရှိရင်လည်းအသက်ဘေးကနေကင်းလွတ်နိုင်ပါတယ်။မင်္ဂလာပါ။ကိုကိုကြီးပိုပလိုမေစီစီယာနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကိုကိုကြီးကဒီကကြီးလေးညီမလေးတွေကို ပြောပြပေးခြင်းနဲ့ပုံမြင်လေးရတော့ပါနာတဲ့ယုံနဲ့မိုက်မဲတဲ့ခြင်းလေးဆိုတဲ့မျက်မှောက်ရုပ်ရပုံမြင်လေးပဲဖြစ်ပါတယ်။တခါတော့ပေါ့ကွယ်တောကိုအုပ်ချုပ်နေထိုင်တဲ့ အင်အားကြီးတဲ့ချင်းတဲ့ကောင်ရှိပါတယ်။သူဟာတနာကျင်တော်မှုမရှိပဲအခြားတတော်ဝါတွေကိုအကြောင်းမတသက်တိုက်ဖြတ်လက်ရှိပါတယ်။တနေ့မှာတော့တတော်ဝါတွေအားလုံးပါချင်းတဲ့ကိုအညံ့ခံဖို့အတူတူလာခဲ့ကြပါတယ်။အရှင်ချင်းသိမင်ကြီးအရှင်ဒီကျွန်ုပ်တို့တွေကိုမလို့အပ်ပဲနေ့တိုင်းတတ်နေပါတယ်။တနေ့လျင်တတော်ဝါတကောင်ရပါကစာလောင်မှုကိုကျေနပ်အားရဖို့လုံလောပါတယ်။ကြီးကျူးပြုပြီးဒီနေ့ကစပြီလို့ကျွန်ုပ်တို့တွေကတကောင်ကိုတင့်စီတို့နေ့စဉ်ဆက်တပါမယ်လို့ကတိပေးပါတယ်။ အဲ့လိုသားဆိုရင်တင်းဟာအမဲလိုက်စရာမလိုတော့တဲ့အပြင်ကျွန်ုပ်တို့ရဲ့အသက်ကိုလည်းခြွေတာနိုင်ပါလိမ့်မယ်ဆိုပြီးဝိုင်းခွန်တောဆိုကြတာပေါ့ကွယ်အဲ့ဒီစကားကိုချင်းသိမင်ကလက်ခံလိုက်ပြီးတော့ချင်းသိမင်ကပြန်ပြောလိုက်ပါတယ်မှန်ပါလေဒါပေမဲ့ကျွန်ုပ်တင်းတို့ကိုတတိပေးလိုက်ရုံပဲနေတိုင်းတရဝါတကောင်ကိုငါမရမချင်းတော့တင်းတို့ကိုဆက်ပြီးတတ်ရလိမ့်မယ်ဒီလိုသဘောတူညီမှုနဲ့အတူတရဝါတွေဟာမဲခွဲဆုံးဖြတ်ရပြီးတော့ရွေးချယ်ခံရတဲ့တရဝါကတော့ ချင်းသိမင်းကူရှင်မှသွားပြီးတော့အစတိတ်ခံရတာပေါ့ကွယ်ဒီလိုနဲ့ပဲတောထဲမှာလှုပ်လှသွားနဲ့သွားလာစားတော့နေရတာပေါ့ကွယ်ဒီလိုနဲ့ပဲတနေ့မှာတော့ကျွန်တော်ရဲ့အလက်ကို ရောက်လာခဲ့ပါတယ်သူဟာချင်းသိရဲ့ကူပေါ့စီတို့ထွက်လာတဲ့ခါမှာတော့သူ့ရဲ့ခြေလမ်းတွေကိုနင်းနေတလောင်းနေအောင်ရှောက်လာခဲ့ပါတယ်လမ်းမှာယုံကရေရင်းတွင်ကို အမမထင် တွေ့ရှိတော့ပါတယ်အနားနဲ့အောက်ကို ငုတ်ကြည့်လိုက်တဲ့ခါမှာတော့သူ့အရှိတ်ကိုသူမြင်ရတော့အစီအစဉ်တစ်ခုကိုစဉ်းစားမိသွားပါတယ်။မကြရှုံးနိုင်တဲ့အစီအစဉ်ငါမှရှိတယ်။ငါချင်းတိကိုလှည့်ဖျားပြီးသူ့ကိုတေးအောင်လုပ်ရမယ်။ဒီလိုနဲ့ယုံကချင်းတိရဲ့ကိုစီတို့အရင်အနဲ့ပို့ပြီးနေအောင်ရှောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ယုံလေးကချင်းတိမြေကူရှိတို့ရောက်လာခဲ့ပါတယ်ချင်းနေဟာဆာလောင်ပြီးတော့ဒေါသထွက်နေတာပေါ့ကွယ်သူကသူ့ရဲ့အစာထွက်တင်းနေကိုဆောက်နေရတဲ့အတွက်သူ့ရဲ့နှခမ်းကိုဆာလောင်မှုနဲ့ရက်လိုက်ပြီးတော့ ောက်နေ့မနေ့မှာတော့တရဝါတွေကိုညနိုင်တလောက်များအောင်တပိုးစဉ်းစားနေခဲ့တာပေါ့ကွယ်ဒီလိုတွင်းနေတော့ဂျုံကချင်းနစ်စီတို့ချိကပ်သွားပြီးတော့ကျွတ်ကျွတ်နုံနုံနဲ့ဥညွန်းကာရဝါပြုတ်လိုက်တာပေါ့ကွယ်တော့ပါထွက်နေတဲ့ချင်းနစ်မီကတင်ဟာအတော်တော်ညနဲ့တတ်တော်ပါပဲနောက်ကြယုံတာမကပဲတတော်လဲတင်းငယ်တာပဲပထမဆုံးငါမင်းကိုတတ်ပြီးငါရဲ့စာလောင်မှုကိုဖြည့်ဖြောက်မယ်ပြီးတော့မှငါ့ကိုဒီလိုလုပ်တဲ့တတ်တော်တွေအားလုံးကိုတတ်မယ် ါကကျွန်ုပ်ရဲ့အမားမဟုတ်တလို့အခြားတတဝါလီရဲ့အမားလည်းမဟုတ်ပါဘူး။တင်ကျွန်ုပ်ကိုမတက်ခင်ရှင်းပြခွင့်ပြုပါ။ဒီလိုကျွကျွနုံနုံနဲ့ပြောလိုက်တော့ချင်းနေမေကဟိန်ဟောက်ပြီ။မြမြလို့ငါဖိုက်စာနေပြီရှင်းပြမှာဆိုမြမြရှင်းပြစမ်း။ဒါနဲ့ပဲယုံလေးကရှင်းပြချက်ပြလိုက်တာပေါ့ကွယ်။ဒီနေ့တင်းကိုစတရာမာကကျွန်ုပ်အလဲပါ။ဒါပေမဲ့ကျွန်ုပ်ကတဲငယ်တဲ့အတွေ့တင်းရဲ့စာလောင်မှုကိုကျေနပ်စေမှမဟုတ်တာမို့နောက်ထပ်ယုံလေးကောင်ကိုကျွန်ုပ်နဲ့အတူ ပို့ပေးလိုက်ပါတယ်။ဒါပေမဲ့လာမှာကျွန်ုပ်တို့ကိုစားဖို့အစင်သင့်ဖြစ်နေတဲ့ခြင်သိတဲ့ခေါင်းနဲ့တွေ့ခဲ့တယ်။ကျွန်ုပ်တို့ကကျွန်ုပ်တို့သခင်ရဲ့စားလောင်မှုကိုဂတိပေးထားတဲ့အတိုင်းနေ့တိုင်းဖြည့်စီရမှာလို့သူကိုအနုအညွတ်တောင်းပန်ခဲ့ပါတယ်။သူကဟိန်ဟောက်ပြီးပြောတယ်။ငါကဒီတော်ရဲ့သခင်ဖြစ်တယ်။ဒီနေ့ကစလို့ကျွန်ုပ်ကိုဆက်သက်ရလိမ့်မယ်။ အချားတကောင်ကိုမဟုတ်ဘူးအဲ့ဒီအချားချင်းတဲ့တကောင်ကအယောင်ဆောင်ပဲငါပြောသလိုမလုပ်ချင်ရင်သူ့ကိုငါနဲ့ခွန်အားရင်ပြိုင်ဖို့အတွက်ငါရဲ့စိန်ခေါ်မှုကိုလက်ခံခိုင်းပါခွန်အားပိုချီတယ်လို့တသက်ပြနိုင်သူကဒီတော့ကိုအုပ်ချုပ်ရမယ်တင်တို့ထက်ကတကောင်ကဒီတည်တင်စကားကို သူ့စီပို့ဆောင်ပေးဖို့ငါခွန်ပြူတယ်ကြံတဲ့အကောင့်တွေကိုဓာစကန်ဖိခေါ်ထားမယ်ဒါဟာကျွန်ုပ်နောက်ကျပြီးမှရောက်ရတဲ့အကြောင်းပါကျေးဇူးပြုပြီးတင်းအကောင်းဆုံးဖြစ်မယ်ထင်တာကိုဆောင်ရွက်ပါဒါကိုကြတော့ချင်းနေမင်ကတော့အလုံးထွက်ပြီးတော့ဟင်းဟောက်လိုက်တာပေါ့ကွယ် အယောင်ဆောင်ကိုငါစီချက်ချင်းခေါ်ခဲ့စမ်းငါသူ့ကိုဖျက်ဆီးပစ်မယ်အဲ့ဒီလိုလုပ်လိုက်ရမှငါဒေါသတွေပြေသွားလိမ့်မယ်တခင်အဲ့ဒီချင်းသေးကအလွန်ခိုင်ခဲတဲ့ဂူထဲမှာနေပါတယ်ခိုင်ခဲလုံကျုံတဲ့နေရာကိုယူထားတဲ့သူကိုထိုက်ခိုက်ဖို့ကခက်ခဲပါတယ်ဒါအပြင်သူဟာတော်တော်တန်မာမဲပုံပေါ်ပါတယ်ဆိုပြီးရုံကလေးကချင်းသေးမင်းရဲ့ဒေါသကိုစောက်ပြလိုက်တာပေါ့ကွယ်ချင်းသေးမင်းကဟင်းထောက်ပြီးတော့ဒါကမင်းကိစ္စမဟုတ်ဘူးငါ့ကိုသူ့စီအခုချက်ချင်းခိုးသွမ်းစမ်းပါဆိုပြီးဟင်းဟောက်လိုက်တာပေါ့ကွယ် ီနောက်ယုံလေးကချင်းစ်ကိုသူလမ်းမှာတွေ့ခဲ့တဲ့ရေတွင်းစီတို့ခေါ်ဆောင်သွားခဲ့ပါတယ်။ရေရောက်ချင်းယုံလေးကရေတွင်းစီကိုညွန်ပြလိုက်ပြီးတော့ဦးသခင်ကျွန်ုပ်တို့ကတင်းငယ်အင်းသားကိုယုံမားဖယ်မရှိပါဘူး။ချင်းတီကတော့အဲ့ဒီလုံခြုံတဲ့နေရာမှာပုန်းနေပါတယ်။ဒါနဲ့ပဲမိုက်မဲတဲ့ချင်းတီဟာရေတွင်းနှခမ်းပေါ်ကိုမတ်တက်ရလိုက်ပြီးတော့ရေတွင်းထဲကသူ့ရဲ့ပုံရိပ်ကိုမြင်လိုက်တဲ့ခါမှာတော့သူ့ကိုစင်ခေါ်တဲ့ချင်းတီဖြစ်မယ်လို့တွေးလိုက်တာပေါ့ကွယ်။သူ့ရဲ့ပုံရိပ်ကို ဒေါသတကြီးနဲ့ဟိန်ဟောင်းလိုက်တာပေါ့ကွသူ့ရဲ့ဟိန်ဟောင်းတာတွေကရေလူထဲကနေပြစ်တီတာဖြင့်ပြန်လာပါတယ်အဲ့ဒါဆိုကြတော့ချင်းနေဟာဒေါသအလုံးဖြစ်ပြီးတော့တိုက်ခိုက်ဖို့ရေလူထဲကိုခုန်ချလိုက်တာပေါ့ကွရုံလေးဟာသူ့အစီအစဉ်ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ပြီးမို့တော်တော်လေးကိုပျော်နေခဲ့တာပေါ့ကွအဲ့ဒီအချိန်ကစပြီးတော့ကတော်ဝါတွေဟာတောထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့သွားလာစားတော့ကြပါတော့တယ်ဒီပုံမြင်ထင်းကနေပြင်ချင်တဲ့မက်ဆေ့လေးရတော့အသက်ကိုညံဆော့သလိုပါနာမှုရှိရင်လည်းအသက်ဘေးကနေ ကင်းလွတ်တတ်ပါတယ်။ဒေါသကြီးပြီးတော့စီဂျီတုံတရားကင်းမဲ့ရင်တော့အသက်ဘေးကနေကြုံဝတ်တတ်ပါတယ်။ကျေးဇူးသူအယောက်စုတန်းကိုလည်းကျေးဇူးတို့တရှိပါတယ်။ကောင်းသောညလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။